မြစ်ကြီးနာမြို့ရဲ့အေယာဝတီမြစ်ရေမှာဒီကနေ့မနက်၄နာရီခွဲအချိန်ကနေစတင်ပြီးမြစ်ကြီးနာမြို့စိုးရိမ်ရေအမတ်1205စင်တီမီတာအောက်သို့တဖြည်းဖြည်းပြန်လည်ကျဆင်းနေပြီဖြစ်တယ်လို့ကချင်ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးဦးစီးဌာနမှဦးနိုင်လင်းထွေကပြောပါရယ်အေယာဝတီမြစ်ရေမှာဒီကနေ့မနက်3:15မိနစ်ခန့်ကစတင်ပြီးမြစ်ကြီးနာမြို့ရဲ့စိုးရိမ်ရေအမတ်1200အထက်ကျော်လွန်ရောက်ရှိနေပြီး မနက်9နာရီအထိ1205စင်တီမီတာမှာအသက်ကျမရှိရက်သက်နေခြင်းဖြစ်တယ်လို့၎င်းကပြောပါရယ်မနက်3နာရီကျော်ကလေးကစိုးရိမ်ရေအမတ်အထက်ကိုရောက်ရှိနေတဲ့မြေရေက10နာရီလောက်အထိကို1205စင်တီမီတာမှာရက်သက်နေတာ10နာရီခွဲကနေစပြီးဒိန်းကြားလေဗယ်ကနေတဖြည်းဖြည်းပြန်လေကျဆင်းနေပြီလို့၎င်းကပြောဆိုထားပါရယ လက်ရှိမှာမြင့်ရဲတဖြည်းဖြည်းပြန်လေကျဆင်းနေပေမဲ့မြစ်ကြီးနားမြို့အနှိမ်ပိုင်းရပ်ကွက်တွေနဲ့မြို့ပေါ်မိန်လမ်းမတွေမှာရေဝင်ရောက်မှုတွေကြောင့်ကချင်ပြည်နယ်မိတပ်ဦးစီးဌာနမှရှာဖွေကေဆေးရဲတွေနဲ့အရေးပေါ်ကူညီကေဆေးရဲစခန်းတွေကိုနေရာရှိခုမှာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့မိတပ်ဦးစီးဌာနတာဝန်ရှိသူတဦးထံကနေသိရပါတယ်။လက်တလုံးမှာမြင့်ရဲမင်းတပ်မှုကြောင့်မြစ်ကြီးနားမြို့အတွင်ရပ်ကွက်တွေဖြစ်တဲ့လေကုံရံဘူးကြပောင်ချံခမတီရီကျွမ်းမြင်သာမြို့တကြီး စီတာဘူးရက်ကွက်တွေမှာရေဝင်ရောက်မှုတွေရှိနေပြီးမြို့ပေါ်မိန်လမ်းမှာအချို့မှာလည်းရေဝင်ရောက်မှုတွေကြောင့်ဖြတ်တန်းခွန်ပိတ်ထားတယ်လို့ဒေတာခန့်တွေထံကနေသိရပါတယ်။အီယာဝတီမြစ်အထက်ပိုင်းဒေတာနဲ့မြစ်ဆောင်အထက်ပိုင်းမှာပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကနေစတင်ပြီးမိုးအဆက်မပြတ်ရွာသွန်းနေရာကြောင့်အီယာဝတီမြစ်ရဲ့မြင့်တက်လာခြင်းဖြစ်ကမေလ31ရက်နေ့မှာ1005စင်တီမီတာသို့ရောက်ရှိခဲ့ပြီးဇွန်လ2ရက်နေ့မှာတော့မြစ်ကြီးနားမြို့စိုးရင်ရေအမှတ်1205စင်တီမီတာသို့ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ် လက်တလုံးမှာရေကြီးမှုကြောင့်ရေဘေးကိစေရေးစခန်းစေခုဖွင့်လှစ်ထားပြီးရေဘေးတင့်ပြည်သူအိမ်တော်စု၈၀၀ကျော်ရှိနေတယ်လို့မိတပ်ဦးစီးဌာနတာဝန်ရှိသူတအူးထံကနေသိရပါဗျ။